က်လိုက်ရပါတယ်ဟုတ်ဟုတ်အမေဆုံးတဲ့အချိန်မှာဆိုရင်ခက်ခက်မအောင်မုံကြတယ်မတရားဥပုပ်ပြန်တဲ့ချိန်မှာတော့ဘယ်မျိုးသမီးမှမလုပ်ဘူးလားလို့ဖြစ်သွားတာပေါ့နော်အမှန်တော့လေခက်ခက်မှာအဲ့နေရာမှာသာတရုပ်ဆောင်လိုက်တယ်ဆိုရင်တကယ်သေးတာ तू တိတိတကယ်မသိတာလားအာနောက်တစ်ခုကတိတိရဲ့သားနဲ့ तू တမင်မပြောတာလားဆိုတဲ့ဟာအဲမွန်ရိုက်နေရင်လည်းအဲ့ဒါကိုတကယ်မသိဘူးမပါလို့လေနင်ကပါကိစ္စရိုက်ရတယ်အခုငါမေတေးပြီ ငါမရဲ့နောက်ဆုံးချက်ကိုနေပါရတော့ဖုံးခွဲထားရလဲကကမအဲတီဟာဦးတွေ့တဲ့ချင်းမှာထုတဲ့ရိုက်တဲ့ဟာရီဆိုလို့ရှင်လဲအတဖက်သားနာသွားမှာစိုးတာရယ်နောက်တစ်ခုဟိုညီမလေးကိုအစပင်းလေးဆောက်ဆွဲဟာရီမှာလဲဆိုလဲအဲ့တိုင်းပဲရှင်လောက်ပါလားတော့ဘာလို့လောက်နေတိုင်းလားရောက်လားညနေရောက်နေရောက်ကောင်းရောက်ပါအခုအဲညီမကဒီနေ့သူကြောက်ကိုကြောက်ရုပ်ရှင်ကောင်း ိုအလာပြီးတော့ဝင်ရအပိဖြစ်တာပေါ့နော်ဒရိုက်တာမန်ဒိုရာကိုနောက်ကိုမြင်းမြန်နောက်ဥခင်လိုင်းအဲနောက်ပြီးတော့တေးဥဆောင်တွေအများကြီးပါတယ်ပေါ့နော်အဲချာလီအညီမလေးရောနောက်ကိုဖြုံးဝေဆိုအကုန်လုံးလာပြီးတော့အခုလူရင်းတွေလည်းပါစကြောင်းကိုလာပြီးတော့ဝင်ရအပိရပါရှင် အဲခန်းစားချက်ကတော့သူလုံးရက်လိုက်လေခြင်းပေါ့နော်။ဘာလို့ဆိုကိုရန်ဟိုဟာဟိုယုံကြည်တာကိုပေါ့ဘရောမကိုဘလောက်ဆိုဆိုရရဲဆိုရလူတယောက်ကကိုကိုဟိုကိုမျက်နှာကိုမကြည့်ပဲအဲ့လိုလုံးလိုက်တဲ့အချိန်မှာခန်းစားရတာတော့လုံးရက်လိုက်တာပေါ့ကိုကဘာကြီးပြိုသွားတဲ့နေပေါ့အဲ့လိုမျိုးခန်းစားရပါတယ်။ကိုဘသူဘာဘသူနဲ့ပဲဘာဖြစ်ဖြစ်သူရှိရဲအဲကိုကိုပေမှာသူအများရှိရဲဆိုရလူတယောက်ကဒီလိုမျိုးလုံးလိုက်တဲ့အချိန်မှာ အာအရန်ကိုဟာသွားတယ်ပေါ့ရှင်ဘာခါမလို့လက်နဲ့မကြွယ်ဘူးရဲ့ယောက်ျားရိုက်တော့နင်ပူနာရမလားနင်မပြောခုလိုလောက်ရတာလဲကကမနင်မပြောခုလိုလောက်ရတာလဲအဲအပြင် character အနေနဲ့ကြည့်မလို့အင်မတန်မှခံစားရပါတယ်အချစ်ခဲ့လားဆိုရမေးခွန်းဖြေရဆိုတော့ချစ်သူတိဟာဦးကိုချစ်ခဲ့ပါတယ်ချစ်ပါတယ်အဲချစ်တယ်ဆိုတော့လည်းတွေ့ရပါလိမ့်မယ်ပြီးတော့နောက်တစ်ခုကသူ မထုတ်ပြခြင်းသူထုတ်မပြောခြင်းတွေအားအားလုံးအကြတော့ဒီအညိုးတွေကြားထဲမှာဒီမမနာတွေကြားထဲမှာဒီရောက်ခမလောက်တဲ့သူနဲ့ကိုနဲ့အဲအစမပြေမှုရကြတဲ့မှာကြောချင်တဲ့အတွက်ကြောင့်မလို့တီဟာဦးကိုချစ်တယ်ဆိုတော့ထုံမပြပဲနဲ့ရောက်ခမစိတ်မတူတူအောင်သူ့တာကိုနိုင်ပါရဲ့ဆိုတဲ့အဟာမျိုးလုတ်ပြတဲ့အတွက်ကြောင့်မလို့ဒီလိုဖြစ်တယ်လို့မြင်ပါတယ်ရှင်။ဟုတ်တကယ်လည်းခက်ခက်မှာဝမ်းနေရပါတယ်။ခက်မှာဝမ်းနေပါတယ်။ဖတ်လိုက်ရပါတယ်။ဟုတ်ဟုတ်အမေဆုံးတဲ့အချိန်မှာ ဆိုရင်ခက်ခက်မအောင်မုံကြရတယ်အဲအစတွေကကြစ်မကောင်းတာပေါ့အဲ့လိုမျိုးမြင်ကြအဲ့တော့အဲ့လိုပရိသတ်တွေကတော့အဲခက်ခက်မဘက်ကလည်းရှိတယ်အမေဘက်ကလည်းရှိတယ်အမေဘာပဲပြောခက်ခက်မဘက်ကလည်းရှိရဲအမေဘက်ကလည်းရှိရဲဆိုတာဘာပြောဒါ main မ fan တွေမျိုးသမီး fan တွေပဲပေါ့အမေတရားဥပုပ်ပြန်တဲ့ချိန်မှာတော့ဘယ်မျိုးသမီး fan မှလည်းခက်ခက်လို့ဖြစ်သွားပါပေါ့နော်အဲမှန်လားဆိုတော့ဒါလူပေါ်မူတရားပေါ့နော် အဲစိတ်ထွက်ပေါက်ဆိုတော့ခုနပြောသလိုပေါ့အဲတခြားနည်းလမ်းလည်းစိတ်ထွက်ပေါက်ရှိပါဖောက်ပြန်တဲ့ကိစ္စကတော့မားတို့ကိုတို့ကိုတို့မားတို့လည်းလက်ခံဟောအဲကိုပဲဖောက်ပြန်အဲ့တော့ဘာပြန်ဖောက်ပြန်နေဆိုတော့မဖြစ်တဲ့ကိစ္စတခုပေါ့နော် မုံးမှာခက်ခက်မှာကိုလည်းမုံးလို့ရတယ်သူတခြားနည်းလမ်းနဲ့အဲ့လိုမျိုးပြောတော့တုံ့ပြန်လို့ရတယ်ပေါ့နော်ဆိုတော့ဒါပေမဲ့ဖောက်ပြန်လိုက်တဲ့အတွက်ကြောင့်မို့လို့ ဘာဖြစ်ဖြစ်ပြက်လိုက်ပြီဆိုရဲဒီလူနှစ်ယောက်ကရှေ့ဆက်ဖို့ဆိုရဲအကာကြီးတစ်ခုကာတော့တလို့ဖြစ်သွားပါတော့အပြင်မှာဒါအပြင်မှာကိုယ်ခံစားချက်ကိုပြောတာအဲ့လိုမျိုးပေါ့ဆိုတော့ဒါမဲ့အထဲမှာကက်ခက်ပါဘလို့ဆက်ဖြစ်မလဲဆိုတော့ထောက်ကြည့်ပေးပါဦးအားရကျင်းနေပါတယ်ရှင်ဒါမဲ့တချို့အရာတွေမှာတော့ဒီမလုံးဝမအားနာနေရလေးရှိရကိုကိုကိုလေဟိုအဲတီဟာဦးတွေ့တဲ့ချိန်မှာထုတဲ့ရိုက်တဲ့ဟာကြီးဆိုလို့ရှင်လဲအတဖက်သားနာသွားမှဆိုတာရဲ့နောက်တစ်ခုဟိုမြမလေးဟိုအဲစပင်းလေးဆောက်ဆွဲဟာကြီးမှာလဲဆိုလဲအဲ့တိုင်းပဲရှင်လ မှန်တော့ကိုယ့်ရဲ့မူအရာဒီမျက်လုံးအရာစကားပြောဟန်နေရထက်ဒီထက်တော့ကိုယ်ပို့ပြီးတော့အားထည့်ပြီးတော့လုံလိုက်ချင်တာပေါ့ဒါပေမဲ့လုံလိုက်ချင်တယ်ဆိုတာမူကဝင်နေရောလေခက်ခမာအနေနဲ့အဲ့လိုမျိုးဖြစ်ချင်ပေမဲ့ဒါပေမဲ့ဟိုသူများနာသွားမှာအရန်အားနာပြီးတော့အဲ့လိုတချို့ဟာလေးဆိုကိုယ့်ကိုသိရဲဒါပေမဲ့အဲ့သူ့ကိုလည်းပြောတာညီမလေးဖော်ထားမကဒီလိုမျိုးဆွဲတဲ့ပုံပေါအောင်ဆွဲမယ်မကလည်းထိမ့်ပြီးဆွဲမယ်ညီမလေးကလည်းဖော်ထား ဟိုကဒါပို့လောက်ပေါ့နော်အဲ့လိုမျိုးနှစ်ယောက်တော့သူသူနဲ့ကိုနဲ့အဓိကသူ့ပဲကိုဆွဲရမှာဆိုဘာလို့သမင်းဆောက်ဆွဲဘယ်လောက်နိုင်ဆိုတော့သိရလေတင်မလားအဲ့လိုမျိုးဆိုတော့ဟုတ်ရုံရင်းစံခက်ဖြစ်တဲ့ဟာမျိုးပြချင်တာဆိုတော့လေအဓိကဟုတ်အမ်အမှန်တော့လေအခက်ခက်မှာအဲ့နေရာမှာတော့တရုပ်ဆောင်လိုက်တယ်ဆိုမှတကယ်သေးတာသူသိသိတကယ်မသိတာလားအာနောက်တစ်ခုကတိတိရဲ့သားနဲ့သူသမင်းမပြောတာလားဆိုတဲ့ဟာအဲမွန်ရိုက်နေရင်လည်းအဲ့ဒါကိုတကယ်မသိဘူး ခုငါအမေတည်ပြီငါမရဲ့နောက်ဆုံးချက်ကိုနေပါရတော့ပုံခွဲထားတာလေကကမမတည့်ရဲ့အတွက်ကြောင့်မို့လို့အော်ကိုကကိုချားချပြီး item ကိုလုတ်လိုက်တာအားချပြီးဆိုတော့တကယ်လို့သိမယ်ဆိုရင်လဲယူဆတိတိရဲ့နဲ့ပြမပြောတာဆိုလဲအဲ့ item ကိုယူဆလို့ရအောင်ဒါကမို့မသိဘဲနဲ့ပြောရဲဟာဆိုလဲယူဆလို့ရအောင်အဲ့လိုမျိုးချားချပြီးတော့လုတ်လိုက်တာပါအဲ့လိုမျိုးပါ